ချင်းပြည်နယ်ချင်းပြည်ပြင်ပမှာရှိတဲ့ချင်းလူမျိုးတွေနေထိုင်တဲ့ဒေသတွေကိုစစ်ကောက်စီကလေကြောင်းကနေတိုက်ခိုက်မှုကြောင့်၄နှစ်ကျော်အတွင်းချင်းလူမျိုးအယောက်၂၈၀တိစုပ်ခဲ့တယ်လို့ချင်းရေးရအဖွဲ့ချုပ် ICA ကထုတ်ပြန်ပါတယ်။ ဆီယနာသိန်းချိန်ကနေ2025ဖေဖော်ဝါရီလအထိစစ်ကောက်စီကလီချောင်းတိုက်ခိုက်မှုအကြိမ်250ကြော်ပြုလုပ်ခဲ့ရမှာ ချင်းအရက်သားပြည်သူ100ကြော်နဲ့ချင်းတော်လည်ရေးတပ်ဖွဲ့ဝင်80ကြော်တည်ဆုံခဲ့တယ်လို့ ICA ကမတ်လ4ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။လီချောင်းကနေဘုတ်ကျဲတိုက်ခိုက်မှုကြောင့်ချင်းအရက်သားပြည်သူတည်ဆုံမှုမှာ87ရက်ခိုင်နှုန်းရှိပြီးချင်းတော်လည်ရေးတပ်ဖွဲ့ဝင်တည်ဆုံမှုမှာ 29ရက်ခိုင်နှုန်းပဲရှိတဲ့အတွက်စစ်ကောက်စီဟာအရက်သားပြည်သူကိုဦးတည်ပြီးတိုက်ခိုက်မှုတွေလုပ်နေတာလို့ ICA ပြောရေးဆိုခွင့်ရှိသူဇလိုက်ဘန်ဆရီဆန်ကပြောပါရီဒါအပြင်လေကြောင်းတိုက်ခိုက်မှုကြောင့်အိမ်နဲ့ဘာသာရေးအဆောက်အအုံပါ1400ကျော်ပျက်စီးခဲ့ရတယ်လို့ ICA ကဆိုပါရီ